ကရင်နီပြည်နယ်လွမ်းနန်းဖမြို့နယ်အတွင်းဘိန်းဆိုင်ပြူခြင်းလောကမပြုတ်လို့ဖို့နဲ့ဘိန်းဆိုင်ပြူနေမှုအားသိရှိပါကတယောက်ဆောင်အေးအေးတွားမှဖြစ်တယ်လို့လွမ်းနန်းဖမြို့နယ်ပူပေါင်းအုပ်ချုပ်ရေးကော်မတီကနိုဝင်ဘာလ3ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်2025ခုနှစ်နိုဝင်ဘာလကစပြီးလွမ်းနန်းဖမြို့နယ်အတွင်းကြီးရော်ရီအားလုံးမှာဘိန်းဆိုင်ပြူချင်းကို လုံးဝမပြုတ်လို့ဖို့တတိပီးကြေညာထားပါရယ်။ 2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဂရင်းနီပြည်နယ်အတွင်းစစ်ရေးပဏိပခကြီးထွားလာခြင်းနဲ့အတူဒီတာခံရဲစာဝတ်နေရင်းနဲ့အလုတ်အကင်အခွင့်အလမ်းကျတဲလာတာကြောင့်ဝင်ငွေရရှိစေဖို့အတွက်ဘင်းဆိုင်ပြုံမှုကိုပုံမလောက်ကင်လာခဲ့ကြပါတယ်။အဲ့ဒီလိုဘင်းဆိုင်ပြုံမှုရဲ့နောက်ဆက်တွဲအနေနဲ့စိုက်ပျိုးတုံပိုးသက်စီ ပေါင်းသက်စီတွေကြောင့်တွင်းရီချောင်းရီညင်ညင်ခြင်းနဲ့ကျွဲနွားသရစံတွေအန်ဒီဖြစ်စေနိုင်တယ်လို့ဆိုထားပါတယ်။ ်ဒါအပြင်ဘင်းဆိုင်ပြုံမှုကြောင့်မူရင်စေဝါသုံးဆွဲမှုနဲ့ရောင်းဝယ်ဖောက်ကားမှုကိုအားပေးအမြောက်ဖြစ်စေပြီးလူမှုဘဝထိခိုက်လာနိုင်ခြင်းတို့ကြောင့်ပိတ်ပင်တားဆီးရတယ်လို့အတည်ပြုထားပါတယ်ရခိုင်အာနာမတိမီကာလာကဘင်းဆိုင်ပြူမှုရောကြစေဖို့အတွက်ဘင်းရအစာထုတ်တင်းနံဆိုင်ပြူရဲ့အတွက်ကုင္ငီမှုတွေအတီးပညာပေးမှုတွေနဲ့အလောက်အကန့်အခွင့်အလမ်းဖော်ဆောင်မှုတွေကိုနိုင်ငံတကာအကူအညီတွေနဲ့နှိရှေလှုံ့ဆော်ခဲ့ကြပါဗျာ ပိန်ဆက်ပြုံးမှုကိုအမိတ်နဲ့ချက်ချင်းရက်ဆိုင်လိုက်တာကဒီဒါခန်နဲ့စစ်ဆောင်ရရဲ့စာဝန်ကြီးရဲ့အခက်ခဲကိုပိုချက်သက်စေနိုင်တယ်လို့ဒီဒါခန်တချို့ကမှတ်ချက်ပြုထားပါတယ်ကုလတမကမူရင်စေဝါနဲ့ရာဆူမူဆန်ယာယုံ UNODCA 2024ခုနှစ်ဒီဇင်ဘာလ12ရက်နေ့မှာထုတ်ပြန်ထားတဲ့မြန်မာနိုင်ငံဘင်းစစ်တမ်းအစီရင်ခံစာအရမြန်မာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ရခိုင်နှစ်တွေထဲဘင်းဆိုင်ပြုံမှုကလျော့နယ်လာပေမဲ့ ကမ္ဘာဘင်းဆိုင်ပြိုထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ်ဆက်လက်ရည်တည်နေတယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းဂရင်းနီပြည်နယ်မှာဘင်းဆိုင်ပြိုမှု800ခန်းလုံးမြင့်တက်လာပြီးတနင်္ဂနွေလုံးအတိုင်းအတာအဖြစ်ရှမ်းပြည်နယ်က88ရခိုင်နှုန်းနဲ့ဘင်းဆိုင်ပြိုမှုအများဆုံးပြည်နယ်အဖြစ်ရှိခဲ့တယ်လို့ UNODC ကဆိုထားပါတယ်ရှင်။